ဒုက္ခတွေကြီးနဲ့ပတ်သက်လာရင်ဒီမလေးရှားအစိုးရကကျွန်တော်တို့ဒုက္ခတွေကို threat တွေနိုင်ငံတော်လုံခြုံရေးကိုချင်းချောင်းနေတဲ့အဖွဲ့ suite တော်မြင်နေ threat to national security အတွက်မြင်နေအဲ့ဒါကျွန်တော်တို့ဒုက္ခတွေကြီးနဲ့ပတ်သက်လာရင်သူတို့ကဒီ home minister ဆိုတာဒီ home ministry ဒီ PTA ဝန်ကြီးအောက်မှာပြင်ထားတာဖြစ်တယ်အဲ့ဒါလည်းကျွန်တော်အေရှာနဲ့တောင်းဆိုတာပါလဲဆိုကျွန်တော်ဒုက္ခတွေတွေက threat မဟုတ်ဘူး and rape gone မဟုတ်ဘူးကျွန်တော်တို့ကအကူအညီလိုအပ်နေသူတွေဖြစ်တဲ့ကျွန်တော်တို့ကိုလူသားချင်းစာနာထောက်ထားမှုဌာနတော်မဟုတ်ဒီအဖူလုံကြီးဌာနအမိပိုင်းမှာကျွန်တော်ထားပေးပါလားကျွန်တော်အမြဲတမ်း advocate လုပ်တာဖြစ်တယ်ဆိုတော့အားလုံးက good ပြည်သူလူထုအတွက်ကိုလုပ်ပါတယ် ကီတူလူထုတက်ကိုအဆူရပါဆိုပြီးတော့အားလုံးကပြောနေပြောနေမယ်ဆိုရင်လည်းတိအောင်လုပ်ပေးကြပါကျွန်တော်တို့တက်လက်စကားပြောရတာပူပြီးလွေတယ်ပြီးတော့ပေါင်းစီရင်ကျွန်တော်ရဲ့အင်အားလည်းပူတောင့်လို့ကျွန်တော်မြင်တယ်ပူငီလည်းပူပြီးတော့ဆူဆူဆီဖြစ်လာမလို့ကျွန်တော်မြင်တယ်ပြီးတော့ခီးလည်းပူမြန်မလို့ကျွန်တော်တို့မြင်တယ်ဆိုတော့ခွဲမှာခွေးနေတယ်ဥမာတကြောတဖတလန်တဖတလန်နဲ့တွားနေတဲ့ခါကျတော့အခုကကျွန်တော်ကဘယ်လိုပြောမလဲဆိုရင်ဒီမရအင်းအင်းခွေးနေတယ်လို့မျိုးပုံစံဖြစ်နေတယ်ဘယ်လိုခွာလဲမာနာမလျှော့တရားလဲမာနာမလျှော့နေဆိုဘယ်သူခံရတာတိမိရခံရတာဖြစ်တယ် ုကျွန်တော်တို့ကြီးကြော်ဒီမတက်လင်မြညောင်းရဲ့တာသမီတွေဖြစ်နေတယ်ပေါ့နော်အလုံးမဲ့မင်္ဂလာပါ the Gladden Post ရဲ့ Youth and Women Affair Program မှာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ဖိတ်ခေါ်ထားတဲ့ Ethereal ကတော့ Malaysia နိုင်ငံမှာရောက်ရှိနေကြတဲ့ချင်းဒုက္ခသည်များ Alliance of Children Refugee ရဲ့ဥက္ကဋ္ဌနဲ့တွေ့ဆုံသွားမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါဆရာဟုတ်ကဲ့မင်္ဂလာပါဆရာမဟုတ်ကဲ့ပါအရင်ဆုံးအနေနဲ့တရားရဲ့နာမည်မိတ်ဆက်ပေးခြင်းနဲ့အတူပေါ့နော် Malaysia နိုင်ငံမှာဆရာပဲချင်းကလေးကရောက်ရှိပြီးတော့မှဒီဘလုကဏ္ဍတွေမှာအစောပိုင်းပါဝင်ဆောင်ရွက်ခဲ့လဲပေါ့နော်ပြီးတော့အခုလက်ရှိအချိန်မှာရောဘလုကဏ္ဍနေကပြီးတော့မှ ဒီ Alliance of Chin Refugees မှာဥဆောင်ပါဝင်နေလဲဆိုတာလေးကိုရင်းဆုံးမိတ်ဆက်ပေးပါအောင်ရှင်။ဟုတ်ကဲ့ဆုံးနာမည်ကျတော့ James Boytonley ဖြစ်တယ်။ဆိုတော့ကျွန်တော်ကကျွန်တော်မိဘတွေကတော့ဒီလောက်သူ့ပေါ့နော်။ကျွန်တော်တော့ညတော့ဖြစ်က Flam နဲ့ Yankumani လာရများတယ်။ ဆိုအဲ့မှာပဲတို့ချီပင်လာမြောက်ပြန်လာတော့ခွင် join တီငင်ကြီးကလည်းမလေးရှားတော့ရောက်လာတာဟုတ်တယ်ခုဒီ alliance of chin refugee asia ဘောနော်မလေးရှားမှာဒီဒုက္ခတွေချင်းဒုက္ခတွေဖွေးစည်းမှာကြတော့ကျွန်တော်ဒီ2018ပြည်နဲ့စဝင်တယ်အဲ့ဒါပြင်2021မှာခဏနားတယ်အဲ့ဒါပြင်ဒီ2024မှာဒုတိယချိန်ပြန်ရောက်လာတာဖြစ်တော့ခုလက်ရှိဥက္ကဋ္ဌအနေနဲ့ပေါ့နော်အဲ့ဒါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီ alliance of chin refugee acr ရဲ့အဖွဲ့အစည်းကိုဘယ်ချိန်ကနေပြီးတော့မှဘယ်သူတွေကပေါ့နော်စတင်ဖွဲ့စည်းခဲ့ပြီးဘယ်လိုကြီးမှန်းချက်တွေနဲ့ဖွဲ့စည်းခဲ့လဲဆိုတာလေးလည်းပြောပြပေးပါအောင်ပြီးတော့ဒီ စီအရေးအကြီးကယီမန်ချက်တွေနဲ့လက်ရှိအကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့လုပ်ငန်းလေးတွေကိုလည်းပြောပြပေးပါအောင်ဆရာ။အေရှားရေးပြုတ်ကိုစထောင်ခဲ့တာက2005မေလကနေစထောင်ခဲ့။ဒါပေမဲ့အေရှားလုပ်ငန်းကမတိုင်ခင်နှစ်လောက်ကရင်စပြီးတော့လုပ်နေခဲ့ပြီးသားဖြစ်တယ်။ဆိုတော့ဥပမာအခုမလေးရှားရဲ့မြို့ဖြစ်တဲ့ဒီဘူထရာချာယာဆိုတဲ့တကယ်အဆူရ အဝင်ကြီးတွေပါနေတဲ့နေရာတွေပေါ့နော်ကုထရာချာယာဆိုတဲ့ဟာကခွဲအရန်ခန်းသားတော့ပြအဲ့အဲ့တော့ဆင်တော့ဒီလောက်ချီမဟုတ်တော့တော့ပေါ့နော်အဲ့မှာချင်းတွေကဖော်တယ်မှာအင်္ဂလိပ်ဘာလဲစောက်ပြီးတော့တဲ့အင်္ဂလိပ်စောက်ပြီးအဲ့မှာတော့လောက်လာခဲ့နေလာခဲ့ကြတော့ပေါ့နော်အဲ့ချင်းတွေစောက်ပြီးတော့ချင်းကောင်းစားတချို့တွေနဲ့ဒီ local NGO တွေဒီဒီနိုင်ငံ NGO NGO ဖက်ကတည်းသူတို့နဲ့တီးရှိလာပြီးတော့အာသူတို့ရဲ့အရေးကိုစတင်လှူရှာလာတယ်အဲ့တော့ဆင်သူတို့ကရေးတောက်ရေးတော့မရှိခဲ့ဘူးပေါ့နော်ဒီလိုမတဲ့အင်္ဂလိပ်နဲ့သူတို့တော်တယ်မှာပုံပြီးတော့သူတို့နေခဲ့ကြတာပြအဲ့မှာရေးတွေကလည်း သူတို့အိမ်ကိုမြေရှူပေးလိုက်ဘာမျိုးလဲသူတို့ဒီလာခဲ့ချပါဒီ2005မတိုင်ခင်တော့เนาะဆိုတော့အဲ့မျိုးသူတို့အဲ့လိုမျိုးဖြစ်လာခဲ့ချမှာသူတို့ဆာပြီးတော့ရှင်းနေလုံချုံရင်းကိုဒုက္ခတဲ့ယူကိုသူတို့ဆာပြီးတော့အဲ့မှာဒီနိုင်ငံသားတို့ရဲ့ကိုယ်စားတဲ့လှူရှာလာခဲ့ပြီးတော့နောက်ဆုံးမှာ UNHCR ကိုလည်းသူတို့ report ပေးအဲ့ချီအနေဆာပြီးတော့သူတို့ကရှင်းဆိုတဲ့ခါမှာတဖွဲ့တည်းမဟုတ်ဘူးဆိုတော့သူတို့တိလာတယ်တိလာတဲ့ခါမှာနောက်ပိုင်းကျတော့ alliance ဆိုချင်းနဲ့အားလုံးစုစည်းနိုင်မှာဖွဲ့စည်းဆိုပြီးတော့ဒီစပြောဒီ alliance ကို2005မှာတရားဝင်စတဲ့ဖွဲ့စည်းခဲ့တာဖြစ်တယ်ဟုတ်တယ်။ဟုတ်ကဲ့ပါဆိုတော့ဒီမလေးရှားမှာရောက်ရှိနေကြတဲ့ဒီလက်ရှိချင်းဒုက္ခသည်တွေအနေနဲ့ပေါ့နော်လက်ရှိချိန်မှာရင်ဆိုင်ကြုံတွေ့နေရတဲ့တရားဝင်အလုပ်လုပ်ပိုင်ခွင့်မရှိခြင်းနေပြီးတော့မှဒီကလေးသူငယ်တွေရဲ့ပညာရေးအခွင့်အလမ်းမရှိခြင်းနေပေါ့နော်ပြီးတော့မှဒီတရားဝင်နေထိုင်ခွင့်အဆင့်တန်းမရရှိခြင်းနေစတဲ့အချက်တွေပေါ်မှာဒီ Alliance of Chin Refugees ACR အနေနဲ့ဘယ်လိုမျိုးတရားဝင်ဖြေရှင်းမှုမျိုးတွေပြု လုပ်ပေးနေတာမျိုးရှိလဲရှင်။ကဲကျွန်တော်တို့ဒီပထမအဆုံးအနေနဲ့မလေးရှားမှာဒုက္ခသည်ရဲ့အဓိကစင်ခေါ်မှုပြောရမှာပေါ့နော်။ဆိုတော့ပထမပထမအဆုံးစင်ခေါ်မှုကကျွန်တော်ဒီ legal protection issue လို့ခေါ်တဲ့တရားဥပဒေဆိုင်ရာကာကွယ်မရှိခြင်းကကျွန်တော်ရဲ့ပထမအဆုံးပြဿနာဖြစ်တယ်။နံပါတ်၁ဘာကြောင့်လဲဆိုရင်သူတို့ကဒီမလေးရှားကဒီ1951 Refugee Convention ဆိုတဲ့ဒီ1951ပြည်ဆိုင်ဒုက္ခသည်များဆိုင်ရာဖွဲ့ဝင်လည်းသူတို့မဟုတ်ဘူး။ဖွဲ့စည်းပုံခြေခံဥပဒေထင်မှာဖြစ်သူတို့ဒီလောကဥပဒေမှာဖြစ်ဒီဒုက္ခသည်ဆိုတဲ့စကလုံးကသူတို့မရှိအတိတ်ပဲသူတို့ဒီဒုက္ခသည်ဆိုတဲ့ ဲ့ status ကိုသူတို့ကအတိအမှတ်မပြုထားဖြစ်တယ်ဆိုတော့ဒီဒုက္ခတွေကိုသူတို့သူရဲ့အမြင်ကတရားမဝင်တရားမဝင်နိုင်ငံခြားသားတွေလိုပဲမြင်နေပေါ့နော်ဆိုသူများနိုင်ငံမှာအထောက်ထားမဲ့ခိုးဝင်နေဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကြတော့ဘာပြအပြစ်မှုရှိပြတာပေါ့နော်သူတို့အဲ့လိုမြင်နေတာပထမဆုံးအချိန်ဖြစ်တဲ့အခါမှာအဓိကအဲ့ဒါကြောင့်ကျွန်တော်တို့ကနေအာရှဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆိုတော့ဒီကျွန်တော်တို့ဒီဒုက္ခတွေဆိုတဲ့ဟာပြောလာတဲ့အခါကျဒုက္ခတွေနဲ့ migrant ကကွာတယ်ဆိုတော့ migrant ဒုက္ခတွေကိုကျွန်တော်တို့ကကိုဒီအစိုးရရဲ့အနေနဲ့သူတို့တိရှိနားလည်နိုင်မှာဟာကျွန်တော်တို့ပုံ advocacy လုပ်တယ်အဲ့သူတို့နဲ့ lobby လုပ်တယ် ို့မှာဒုက္ခတွေနဲ့တာနဲ့မိုက်ခရိုနဲ့မတူဘူးဒီဒုက္ခတွေဆိုတာကလာချင်းလို့လာတာမဟုတ်ပဲနဲ့ပတ်စံရှာဖို့လာတာမဟုတ်ပဲနဲ့ကိုယ်နိုင်ငံအတွင်းမှာဒုက္ခပြင်တာကြောင့်အသက်အန္တရာယ်ကြီးဂျုံတွေးရတဲ့ထွက်ပြေးလာတဲ့သူတွေဖြစ်တဲ့ထွက်ပြေးလာတဲ့သူတွေနဲ့ပတ်စံရှာဖို့လာတဲ့သူတွေနဲ့ကွာတဲ့ဟာကိုကျွန်တော်တို့က အစိုးရနဲ့တရှိနာလေးနိုင်ဖို့နဲ့လူသားချင်းစာနာထောက်ထားတာဟာတွေကိုစဉ်းစားပေးဖို့ပြောနောက်တစ်ခုကဒီမလေးရှားဘက်ကျအာဆီယံရဲ့ချန်ပီယံဖြစ်လာတဲ့အခါမှာဒီဟာကုလက်ခွင့်ကောင်းသုံးပြီးတော့သူတို့ကိုကျွန်တော်တို့ကဒီအဲ့ဒါဟာအာဆီယံနဲ့ကဒီဒီပွဲမှာကျွန်တော်တို့က advocate လုပ်တယ်ပြီးတော့ tweet တင်တဲ့ district holder တွေပြီး MP တွေတွေ့တယ်ဒီဟာကပထမဆုံးကျွန်တော်ဒီ legal challenge ပေါ့နော် legal protection issue ပြောအလုတ်ကင်ပိုင်းနဲ့ကျွန်တော်ပြန်သွားမယ်ဆိုရင်ဒုက္ခတဲ့တယောက်အထောက်ထားမရှိသူတယောက်ကအလုတ်လုတ်တယ်ဆိုရင်တယောက်မဝင်နိုင်ခြားတဲ့တယောက်ကအလုတ်လုတ်တယ်ဆိုရင်သူကအပြစ်ဖြစ်တယ်ဥပဒေချိုးဖောက်ရရောက်တယ်ပြီးတော့နောက်တစ်ခုကဒီအဲ့ဒီတစ်သေးကိုယ်တိုင်အဲ့ ဲ့အထောက်ထားမရှိတဲ့ဒုက္ခတွေတယောက်ကိုအလုတ်ခန့်နာကူကတူကြိုင်လဲဥပဒေကိုချုပ်ဖောက်ဖြစ်တဲ့ဖြစ်တဲ့ဒီမလေးရှားမှာဆိုသူတို့ကတောင်းရတယ်ငါတောင်းထိတို့တန်ကိုရိုက်တာဖြစ်တဲ့တထဲဒီပို့လဲ ပြတော့တချို့ကန်ဆိုတော့ထောင်နံပါတ်ချေပါတော့ထောင်နံချပေးတာဖြစ်တယ်ဆိုတော့ဒီမှာကျတော့လည်းနေ challenge ဖြစ်တယ်ပြန်နောက်တစ်ခုကလေရှားမှာဥပဒေမှာကျတော့နောက်တစ်ခုပါရှိလဲဆိုရင်စီးပွဲကဏ္ဍတစ်ခုထဲမှာအလုတ္တမက90ရာခိုင်နှုန်းကနိုင်ငံသားဖြစ်ရမယ်ဆိုတော့ဥပဒေရှိတယ်ပြီးတော့ဒီ90ရာခိုင်နှုန်းနိုင်ငံခြားသားအလုတ္တမဖြစ်လို့ရတယ်ဆိုတော့ဟာမျိုးရှိရပေါ့နော်ဆိုတော့အဲ့မှာ neighbor ကျွန်တော်တို့ကဒီဒုက္ခတွေနဲ့ပတ်သက်လာခါမနေ့အဆင်ခွန်မှုရှိတယ်ပြီးနောက်တစ်ခုကဒီဒုက္ခတွေကြီးကျတော့ဒီအမအလုတ်လုံးတောင်မှကျွန်တော်တို့ကနိုင်ငံသားတွေထပ်ပူပြီးလာစားပူနေရတယ် တို့ကြော်လို့မရဘူး။အဲ့လိုမျိုးပုံစံရှိရဲဆိုအဲ့လိုမျိုးဖြစ်တယ်။ပြန်တော့ခွက်ဒီပညာနဲ့တော့ပြန်သွားခါမှာဒုက္ခတွေကအတိမမပြူလာတဲ့ခါမှာဒီကျွန်တော်ရဲ့ clear ကြီးကအဆိုးရအကြောင်းတက်လို့မရဘူး။ဆိုအိန္ဒိယနဲ့ရောကွာမှတင်နေ။ဘူရင်းရဲ့ဟိုအဆိုးရပဲတင်နေတွေ့တယ်ကျွန်တော်အများကြီးသူကပြောပြတာအိန္ဒိယချင်းနေပေါ့နော်။ဆိုတော့အရင်အားလည်းကြာမိပါတယ်။ဆိုတော့ကျွန်တော်တို့ကြာတော့အဲ့မှာနေကွာတော့တာပါလဲဆိုတော့ကျွန်တော် clear ကြီးကြာတော့အဆိုးရအကြောင်းတက်လို့မရ college တက်လို့မရခါမှာခါကြာတော့ကျွန်တော်ကျွန်တော် exam ပြလို့လုပ်တယ်လဲဆိုရင်ကျွန်တော်မှဒီဒုက္ခတွေ refugee led the more refugee community based schools right here to not school မတုံးဆိုရင် learning center လို့တော့ခေါ်တယ်ဆိုတော့ school ကတော့ that get legitimate ဖြစ်တဲ့ဟာတွေပဲကျွန်တော် school လို့ခေါ်တုံးခွင့်ရှိရပါဘူးဆိုတော့ကျွန်တော်ကျတော့ဒီ learning center လို့ကျွန်တော်တို့ခေါ်တော့ဘာမှတော့ဘူးဘာလို့ပါတာပြန်ပြောတော့မသိဘူးเนาะဆိုတော့အဲ့မှာကျွန်တော် Asia မှာကျတော့ကျွန်တော်မှလည်းဒီ Asia learning center ဆိုတာရှိတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကခုလက်ရှိက clinic က6နှစ်ကနေ school နှစ်ထိ ဆောဥမာဘာနာပြဥမာအတန်အစနတန်ဒီကျွန်တော်ကသင်ပေးတာဖြစ်ဆိုတော့အဲ့ဒီမှာကျွန်တော်ဒီမျိုးကုဒုကုချင်ပြီးတော့ကုဘတကုဒီ informal education system တို့တော့ခေါ်ဒီမျိုးကျောင်းလေးတို့ကလေးတွေကျွန်တော်ဖွင့်ပေးထားတာဖြစ်တယ်ကျွန်တော်ဒီဒုက္ခတွေကျောင်းတွေကသူတို့နိုင်ငံရဲ့ syllabus သူတို့နိုင်ငံရဲ့တင်ယူတာကိုကျွန်တော်တုံးလို့မရဘူးသူတို့ကကျွန်တော်တို့တုံးခုမပေးဘူးပြော uniform ကသာသူတို့တူလို့မရဘူးအဲ့လိုမျိုးပုံစံရှိရဆိုတော့ကျွန်တော်တို့ကဘယ်လိုလုပ်တယ်လဲဆိုရင် SND ဥမာ voluntary ဒီလိုအပေးနေလို့ဒုက္ခတွေကိုဒီနေ့စာနာတဲ့ပညာတက်တဲ့ပညာရှိတွေသူတို့ကလည်းကျွန်တော်ဒီမှာ လိုအပင်းနဲ့လာတင်ပေးတယ်သူတို့တွေနဲ့ကျွန်တော်တို့ပေါင်းပြီးတော့ဒီလိုမျိုး syllabus ကိုဒီတင်ယူတဲ့ကုပ္ပတုဖန်တီးတဲ့ quality ထွန်းနဲ့အဲ့ဒါနဲ့နောက်ပိုင်းကျောက်ခုအဲခြေစုတော်အကြောင်းပြောရမှာပေါ့နော်ဆိုတော့ Asia ကတော့ဒီအတားတွေကိုနိုင်ငံတကာတင်ယူတဲ့မှာကျွန်တော် light တယ် Cambridge ကိုမြန်မာပြည်ကျွန်တော် light တယ် Cambridge ကို၃၃၃နေတာဆိုမှခုစဉ် IGCSE ဆိုတဲ့ဒီ British British Serum ပေါ့နော်အဲ့ဒါကတူနာအဲ့ဒါဟာကိုကျွန်တော် clear ပြဖြီးလို့ရပြီ ဒါပေမဲ့ဈေးကတအားကြီးတာဖြစ်တယ်အဲ့ထင်မှာဒီတချို့ကျောင်းတက္ကသိုလ်ကျောင်းတစ်ကျောင်းတော့ဒီကျွန်တော် Brefield Asia College ခေါ်တဲ့ဒီကျောင်းတက္ကသိုလ်ကျောင်းတစ်ကျောင်းဒီ private ကျောင်းဖြစ်တဲ့သူကျတော့လောက်ခတဲ့လက်ခံပေးတာဖြစ်တယ်ဒါပေမဲ့ဈေးတော့အားဈေးကြီးတာဖြစ်တယ်ဘာလို့မိပါတွေကကြားရပတ်စံကနည်းနည်းလေးဒါပေမဲ့ကလေးတွေကတက္ကသိုလ်တက်ဖို့ဆိုတော့တို့တအားမလွယ်ဘူးဖြစ်တယ်ဆိုတော့ဒါ challenge ဖြစ်တယ်ပေါ့နော်ဆိုတော့အခုနောက်ပိုင်းတော့ကျေးဇူးတော်ကျောင်းဒီအမှကျွန်တော်ဒီလိုမျိုး community Asia ရဲ့လှူရှာမှု Asia advocate Asia ဒီ usapi mo chong di pinyay pa usapi mo chong kuna pa si at chulo chulo yara ka balay si no ကျွန်တော်ဒုက္ခတဲ့ကလေးတွေကဒီ secondary နဲ့ middle class level ဒီဒီ education system ကြီးရောကျွန်တော်ဒီအလေရနာထတန်းကိစ္စကတော့သူတို့မှစင်ခေါ်မှုမရှိတော့ဘူးအဲဒါပေမဲ့တခုရှိတာကဘာလဲဆိုတက္ကသိုလ်တက္ကသိုလ် level မှာကျတော့တော်လေးစင်ခေါ်မှုရှိသွားပြီ Indian နဲ့ရောကွာသွားပေါ့နော်ဆိုဘက်တီယာဆိုတော့ဘက်တီယာတော့ကျွန်တော်ပြောပြသူခရလေတက္ကသိုလ်တက်နေလဲဆိုတော့ကျွန်တော်အားကြတာပေါ့နော်ဆိုကျွန်တော်ကလေးဒီမှာကျတော့အဲ့လိုမျိုးမရဘူးဆိုတော့ဒီလိုမျိုးညမှာ Asia ကမနေစူးစားရတယ်နေမနာညမှာကျွန်တော်လည်းမျိုးပုံစံဘယ်လိုမျိုးပုံစံကျွန်တော်ကလေးပညာရေးကျွန်တော်ဘယ်လိုဖော်တယ်အခုဒီနေ့ဆိုကျွန်တော်ဘယ်လိုလုပ်လဲဆိုရင်တခြားနေမတူတာပါလဲဆို Academic ပညာရေး ဥစားပေးတော့မင်းတက်မှုပညာကိုလည်းကျွန်တော်ဆက်ပြီးထည့်လာပြီဘာလို့ဒီကလေးတွေက IGCSE ကိုတချို့အားလုံးမဖြစ်နိုင်ဘာလို့ဆိုတော့သူတို့မိပါတယ်ပတ်စံဘာလို့တပါတာကိုမလေးရှားရင်းကရှိရပေးရတယ်အနည်းဆုံးတပါတာကျတော့သူတို့အငါးပါတာပေးရငါးပါတာဖြေရမယ်ဆိုတော့မိပါတယ်မတတ်နိုင်တော့ဘူးဆိုတော့တချို့များဒီစကူနေတို့ဒီကြောင်းပြီးသွားတယ်ဘာလို့သူကြတယ်လဲဆိုရင်အပြင်ထွက်ပြအမိသားစုတပတ်စံရှာရတယ်ဆိုတော့အဲ့ချိန်မှာတခါကျပြောရမလဲပညာရေးကိုအင်္ဂလိပ်ကပြောတဲ့ယူနေမရတော့ဘူးလက်မှုကလွယ်လာပြီဆိုတော့ဒီနေ့ကကျွန်တော်ဒီ လက်မှုပညာတို့တွေထည့်ပေးထားတယ်ဒါတော့ compass တွေတို့လို့ပေးထားတာပေါ့နော်ဆိုတော့အဲ့ဒီခုတော့ကျွန်တော် Asia ဘက်ကနေကျွန်တော်တက်နိုင်တဲ့ဘက်ကနေဒီဟာတွေအားလုံးတော့ကျွန်တော်လုပ်ပေးတာပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ဒီမလေးရှားအစိုးရနဲ့ UNHCR ရဲ့အကြားဒီတရားဝင်ဆက်ဆံရေးဒါမှမဟုတ်ရင်ပူပေါင်းဆောင်ရွက်မှုအပိုင်းတွေမှာအားနည်းချက်ရှိတယ်လို့လည်းသိရတယ်ပေါ့နော်ဆိုတော့အာဒီအခြေအနေပေါ်မှာရောဒုက္ခသည်တွေအတွက်ဟိုဘယ်လိုမျိုးတိုက်ရိုက်တက်ရောက်မှုတွေရှိနေမလဲပေါ့ဒါအပြင်ဒီ UNHCR ရဲ့2014နောက်ပိုင်းပြောင်းလဲလာတဲ့ဒုက္ခသည်များပြန်လည်နေရချထားရေး resettlement ပေါ့နော် resettlement ဆိုင်ရာဘဝရကရောလက်ရှိဒုက္ခသည်တွေရဲ့အနာဂတ်ပေါ်မှာဘယ်လိုမျိုးဟိုအကျိုးသက်ရောက်မှုရှိနေမလဲရှင်ဟုတ်ကဲ့ကျွန်တော်ရွယ်နဲ့အစိုးရကိုကျွန်တော်အမြဲတမ်းဟာတာနေတော့ပြောလဲရှိတာပါလဲဆယ်အိမ်ထဲမှာနေတဲ့အတူနေမတက်တက်လေမြလို့ပေါ့နော်ဆိုတော့အာကျွန်တော်တို့ကသူတို့ကလူပဲမြင်နေတယ်ဒီခါလေးကျရင်ရွယ်ဒီမလေးရှားအစိုးရကြတော့လေ immigration ဘက်ကကြတယ်သူတို့ပါလဲဆယ်နော်ငါတို့ဒီ policy တိတက်ရှိပြီးသားငါတို့ပုံကနာဥပဒေငါတို့ပတ်သက်ရှိတယ်ဘာလို့ပြပနိုင်လာပြီးတော့ လာလွှမ်းမှုနိုင်ရမလဲဆိုတာဟာမျိုးတို့မှာ mindset ရှိတယ်ပြီးတော့ဒုက္ခသည်ကြီးနဲ့ပတ်သက်လာရင်ဒီမလေးရှားအစိုးရကကျွန်တော်တို့ဒုက္ခသည်တွေကိုတရက်ဒီနိုင်ငံတော်လုံခြုံရေးကိုချင်းချောက်နေတဲ့အဖွဲ့ဆိုပြီးတော့မြင်တယ် threat to national security ကျွန်တော်မြင်တယ်အဲ့ဒါကျွန်တော်တို့ဒုက္ခသည်ကြီးနဲ့ပတ်သက်လာရင်တို့ကဒီ home minister ဆိုတာဒီ home ministry ဒီ PTA ဝန်ကြီးအောက်မှာပြင်ထားတာဖြစ်တယ်အဲ့ဒါကိုလည်းကျွန်တော် Asia နဲ့တောင်းဆိုတာပါလဲဆိုကျွန်တော်ဒုက္ခသည်တွေက threat မဟုတ်ဘူး and rape count မဟုတ်ဘူးကျွန်တော်တို့ကအကူအညီလိုအပ်နေတူဖြစ်တဲ့ကျွန်တော်တို့ကိုလူသားချင်းစာနာထောက်ထားမှုဌာနတော့မဟုတ်ဒီအဖူလုံကြီးဌာနအမိပိုင်းမှာကျွန်တော်ထားပေးပါလားကျွန်တော်အမြင်နဲ့ advocate လုပ်တာဖြစ်တယ်ဆိုတော့ပြီးတော့ခုနောက်ပိုင်းကျတော့လည်းရွယ်ကလည်းသူ့မှာလည်းသူ့ရဲ့ policy တူသွားတယ်နိုင်ငံက policy တူသွားတယ်အခုစေတို့ညောက်ကြားထဲမှာပါပြင်တာရှိတယ်လို့ဆိုရင် မလေးရှားဆိုရကသူတို့ကဒီဒုက္ခတွေအချက်လက်တွေအားလုံးငါတို့ပေးဆိုသူကတောင်းတယ်။ယန်ကနေလည်းခင်ဗျားဒီဒုက္ခတွေအချက်လက်ကိုရချင်တယ်ဆိုရင်ထောင်ကိုရငါစတိအနန္တကဒုက္ခတွေမြတ်ဆရာဖွေးစီမှာအဖွဲ့ဝင်ရေဆုံးလို့လက်မထိုးအဲ့ဒါပြီးမှကျွန်တော်ပေးလို့ရမယ်ဒါလက်မမထိုးအဖွဲ့ဝင်မဟုတ်တဲ့ငါနေရာနေဒီမြတ်ဒုက္ခတွေအချက်လက်ကိုတီးလို့မရဘူးဆိုတာမျိုးဖြစ်လာတယ်။ဆိုတော့သူကအဲ့ဒီဒီခုချက်နဲ့မှာ ဟိုဘယ် clash ဖြစ်လာပြောနေတော့က2019 August လကနေစပြီးမလေးရှားဆူရ immigration ကနေလည်းဒီလာဝကနေလည်းသူတို့ဘယ်ပုံစံပညာပြလာတယ်လဲဆိုရယ်ရွေးနေချစ်စရာကိုသူရဲ့အချင်းထောင်နေမှာသွားပြဒုက္ခတွေကိုမှတ်ပုံသွားတင်ပြီးထုတ်တာတော့ဘာလို့မလုပ်ခိုင်းတော့ဘူးခွင့်မပြုရအရင်တော့ခွင့်ပြုရအရင်တော့ဆိုရင်တော်ချင်းနေစလာတယ်အမှဒီဟောင်းနေမှာနေတယ်အဲ့တော့ရွေမဆောင်မယ်ဆိုတော့ဟာလေဆိုတော့တို့ကရွေကနေတွားပြီးတော့ဟောပေးတယ်ဒါပေမဲ့ခုနကပဲအဲ့ဒါတွေမရတော့ဘူးဆိုတော့မနေ့တနေ့ကပဲကျွန်တော်စီဝဲလုပ်တယ်တို့ပြောတာပါလဲဆိုရင်2024 အော်တိုဘာလာကနေစပြီးတော့အချုပ်ခန်းထဲမှာတော့ကျွန်တော်တို့ဝင်ခွင့်မပေးတော့ဘူးဆိုတော့ဟာသူရန်ကပြောလာတယ်ဆိုတော့ကိုဘက်ကနေလည်းသူရဲ့အာနာနဲ့လုတ်ပိုင်ခွင့်ကိုပြရတာပေါ့နော်ဆိုတော့အဲ့တခုတော့ရှိတယ်ဒီနှစ်ဖွဲ့ကမတည့်လေလေဒုက္ခရောက်တာကျွန်တော်တို့ပို့ပြီးဒုက္ခရောက်ရလေဖြစ်တယ်ဆိုတော့သူကလည်း သူမှလောက်ဆရာရှာဆက်လုပ်သွားတာပေါ့တော့ဆိုတော့တခြားတစ်ခုကျတော့ထပ်ပြောမယ်ဆိုရင်တော့မယူနိုက်တက်ဆရာဖက်ကနေလည်းသူရဲ့ဒီရုံဝင်ထိုင်နေတဲ့မှာလည်းခုနောက်ပိုင်းကျတော့ကြီးတဲ့ခါမှာ international staff တွေထပ်ဆိုင်သူရဲ့ပြည်တွင်း staff တွေပုံများလာတဲ့ခါကျတော့ဒီပြည်တွင်းရဲ့ concern ကိုပဲသူတို့များတော့ဖြစ်သေးလာတာများတယ်ယူနိုက်တက်ဆရာရဲ့ဒီပြည်လင်းရချားထိုင်းနဲ့ပတ်သက်လာခုနောက်ပိုင်းဆိုရင်နိုင်ငံတကာမှာကျတော့ဥပမာဒီတော့တနအောင်ဆိုင်တော့ကြီးမယ်ဆိုရင် US USA ကဒုက္ခတွေကိုယူတာအများဆုံးဆိုတော့သူကနေပိတ်လိုက်တဲ့ခါကျတော့အားလုံးတော်တော်ထိတယ် ယခုစဒီတာတဲ့ငါပြန်လည်ညချထားရတာတဲ့ငါသွားမယ် portion ကအသေးသွားပဲဆိုတော့ ဩစတြေးလျကိုဘာလို့ယူရဲဆိုတာကြီးကျွန်တော်တို့က US နဲ့ time machine ပြောပလောက်လေးပဲဆိုတော့အဲ့လိုမျိုးပုံစံ share ဆိုတော့ US ကလိုအပ်ပိတ်ပြီဆိုတော့တလတလပုံမှန်တို့နဲ့ဥမာခေါင်ကနားနဲ့တနည်းကိုတောင်းကနားတို့တို့တွားနေတဲ့အချိန်မှာကျွန်တော်တို့အခုနောက်ပိုင်းတားရအားလုံးပိတ်လိုက်တဲ့ခါကျတော့ကျွန်တော်တို့ကတော်လေးပြောမလဲမလေးရှားမှာတော်လေးတောင်းနေတော့မဲ့ပုံစံမျိုးမှာရှိတယ်ပေါ့နော်ဆိုတော့အခုစေတချို့တော်များကဩစီဘမှာပဲရှောက်ကြဘလို့ဟာပဲရှောက်ကြဘလို့ဆိုတော့ခွာက US နဲ့ပိတ်နေတဲ့ခါမှာကျွန်တော်တို့တော်များတော့ပြောလင်းချက်မေ့တယ်ပေါ့ဆိုတော့များတော့ဖြစ်ကတော့ကျွန်တော်ဒီမလေးရှားမှာပဲဘယ်နည်းနေရမလဲအားလုံးကကျွန်တော်နောက်ပြီးပြောတာပါလဲစင်တော့ တော့ Trump ရှိနေချင်းချီတော့ဒီမှာတော့ in contract ဒီကလေးနဲ့တူထားပေါ့နော်ဆိုတော့အဲ့ဒါကျွန်တော်နောက်လည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့ပေါ့ဒေါ်လေးတော့ထိအထိနာတော့တာပေါ့နော်ပြန်တော့ခုကအဲ့ပြင် funding ဖြစ်တဲ့ကိစ္စကတော့ဒေါ်လေးဒီဒုက္ခတဲ့ဖွေးစီတွေလည်းတအားထိတယ်ပေါ့နော်ဆိုတော့ကလေးတွေအတွက်ဒီစာဝန်ကြီးတော့ဆိုရင်ပတ်စံ community fundraise ပြန်လုပ်ရတယ်ဥပဒေပြပြရှာရတယ်အဲ့လိုမျိုးပုံစံရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆိုတော့ဆရာတို့ဒီ ACR အဖွဲ့အစည်းကအဖွဲ့ဝင်တွေနဲ့ကောင်းဆောင်တွေရဲ့နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့တိကျတဲ့အတွင်ပိုင်းအမြင့်စည်းကမ်းတွေကန့်သက်ချက်တွေဒါမှ ှမဟုတ်ရင်ပေါ့နော်ဟိုလမ်းညွန့်ချက်တွေရှိပါသလားပေါ့နော်အာတကယ်လို့အဲ့ရမျိုးရှိခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီမူဝါဒတွေကဒုက္ခသည်တွေရဲ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်တဲ့အခါမှာဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိနေပါလိမ့်ရှင်ဟုတ်ကဲ့ကျွန်တော်တို့ကဒီနိုင်ငံရေးခံယူချက်ကလူတယောက်ရဲ့အခွင့်အရေးဖြစ်တယ်ဆိုတော့လူတယောက်ရဲ့ human right ဖြစ်တယ်သူတို့မှာ freedom of expressions freedoms of political opinions ဆိုရှိတယ်ဒါပေမဲ့တခုရှိတာကတော့ကျွန်တော်အေရှားကတော့ဒုက္ခတဲ့ဖွေးစည်းဖြစ်တယ်နိုင်ငံရေးဖွေးစည်းမဟုတ်ဘူးဆိုတော့ဒုက္ခတဲ့ဖွေးစည်းဖြစ်တယ်လူမျိုးအတွက်အခြေခံပြီးလောက်တာပြောခုကျွန်တော်အေရှားမှာဆိုရင်ချင်းစခွနဖွေးရှိတယ်အလုံးကဖလာမ်ရှိတယ်မင်းဒတ်ရှိတယ်စန်သန်းလောက်တူမတူအားလုံးကျွန်တော်မှာ တောင်ပိုင်းမြောက်ပိုင်းမြေပြအားလုံးဒီမှာစုံနေကျွန်တော်ကျွန်တော်တို့ဒီခေါင်းဆောင်ပိုင်းကတော့လုံးဝနိုင်ငံရေးနဲ့ပတ်သက်လာရင်တော့လုံးဝ bias လို့မရဘူး။အဲကျွန်တော်ရဲ့ဒီ opinion တောင်မှကုလူတွေရဲ့စိတ်ဝန်းကွေးမှာကိုကျွန်တော်အရင်ကြောက်လို့အတွက်ကျွန်တော်တို့နိုင်ငံရေးနဲ့ပတ်သက်လာရင်ကျွန်တော်က neutral မှာကျွန်တော်မျက်နှာယက်တည်နိုင်ဖို့ရည်ကြီးတယ်။နောက်ပိုင်းအခုစင်ပူဆိုးလာတာပါလေမြန်မာပြည်မှာနှစ်ဖွဲ့တွေကွေးလာတဲ့ခါကျတော့တိုင်းသား mutual ကြမှာလည်းပဲဖြစ်ဖြစ်နိုင်ငံခြားတိုင်းကြတဲ့ထဲမှာဖြစ်ချင်းချင်းဒေါ်လာရင်းကိစ္စပြောရင်တော့ရှက်ရှက်လည်းကောင်းတော့ပေါ့နော်ဆိုတော့ကိုကလည်းမျက်နှာငြေရတော့ပေါ့နော်ကိုချင်းချင်းတော့မတည့်တဲ့ချိန်မျိုးမှာဖြစ်နေတဲ့ခါကျတော့ဒါပဲပါပြောကျွန်တော်က ဒီဒုက္ခတွေဖွေးစီဖြစ်တဲ့ခါမှာနိုင်ငံကြီးနဲ့ပတ်သက်လာရင်တော့ကိုလူတွေကသူတို့ကြိုက်တဲ့ဟာသူတို့အားပေးပါစေဒါပေမဲ့ကျွန်တော်တို့ခေါင်းဆောင်အပိုင်းမှာတော့ဒုက္ခတွေဖြစ်နေတဲ့ကျွန်တော်တို့ကသူတို့ကိုကာကွယ်ပေးရမှာပဲဒါကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်အမခင်ရရနဲ့အခုဆိုရင်တော့စစီနဲ့စီဘီလာအဲမျိုးဟာတွေပေါ့နော်တို့မှမမြင်ရှိတယ်အခုကျွန်တော်မှဒီနိုင်ငံကြီးတော်လှန်ရေးတွေပတ်စံအလှူငွေလာကောက်ရဟာဆိုကျွန်တော်မပေးဘူးဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီဘက်ပေးနေဟိုဘက်လည်းပေးရမယ်ဒီဘက်ပေးနေဒီဘက်ပေးရမယ်ဆိုတာမျိုးဖြစ်တယ်ကျွန်တော်ကျွန်တော်မှလည်းဒုက္ခတွေဥစားပေးတယ်ကျွန်တော်ဒီ1950 refugee convention ဥပဒေနဲ့အညီ ယူနိုက်တက်ဆရာကြီးရည်တီချက်အတိုင်းပဲကျွန်တော်တို့ကဒီနိုင်ငံရေးနဲ့အစဉ်လုံအောင်ကင်းလွတ်တဲ့ဖွေးစစ်ဖြစ်တယ်ဆိုတော့အဲ့ဒီဟာတော့ကျွန်တော်ပုံပုံလေးပဲပြောရမှာပေါ့နော်ဆိုတော့ဒီဒုက္ခတွေနဲ့ပတ်သက်တဲ့ကျွန်တော်ကဟိုဘက်ဖွေးလဲကျွန်တော်ရဲ့အေရှားအေရှားရဲ့တာသမီတွေပဲဟိုဘက်ဖွေးလဲကျွန်တော်အေရှားတာသမီတွေပဲဆိုတော့ကျွန်တော်တို့ကအေရှားမှာတော့အားလုံးကအခုချင်းထီတော့ကျွန်တော်တို့ကစစ်စစ်တုံးနေနေတယ်ကျွန်တော်တို့မှာကအားလုံးကဒီလိကိကုစလေနှစ်ယောက်စီတဖွဲ့ပို့ရတာဖြစ်တယ်အားလုံးလည်းကျွန်တော်ပုံမှန်လဲအခုချင်းမှာဒီအေရှားနဲ့ပတ်သက်လိုက်ရင်အေရှားအကြီးမှာကျွန်တော်မှာစိတ်ဝန်းခွဲမရှိဘူးနဲ့ဒီနေ့ဒီချင်းထီရက်တီလာခဲ့အခုစဉ်20ရောင်ရှိသွားပြီ ဆိုတော့ကျွန်တော်ဆက်လက်ပြောလဲရည်တည်သွားမလို့ကျွန်တော်တော့အာမျိုးလင်းမျိုးလင်းထားတာပေါ့ဆိုတော့နိုင်ငံကြီးပြည်ကျွန်တော် very neutral ဖြစ်တယ်ဘာမှဖွေပြချင်တာမှုတွေမရှိဘူးပြည်နိုင်ငံကြီးရဲ့ influence လည်းမရှိဘူးပေါ့နော်ကျွန်တော်ကြတော့ပေါ့နော် community ကိုဦးစားပေးရဖြစ်ချက်ယူဦးစားပေးရဖြစ်စေဖြစ်တယ်ဟုတ်ကဲ့ပါမလေးရှားကိုရောက်ရှိနေကြတဲ့ဒီချင်းဒုက္ခသည်တွေအနေနဲ့မကြာခဏဒီဖန်စီထိမ့်သိမ်းခံထားရမှုတွေကြုံတွေ့နေရတယ်လို့လည်းသိရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအခြေအနေမှာရော ACR အနေနဲ့ဘယ်လိုမျိုးကြားဝင်ဖြေရှင်းမှုတွေပြုလုပ်ပေးပါသလဲပေါ့လေဒီဒုက္ခသည်တွေအတွက်ဥပဒေရအခုအညီတွေနဲ့ဒီတခြားလိုအပ်တဲ့ကာကွယ်ရ ရှိဖို့ရောဘယ်လိုမျိုးဖွဲ့စည်းတွေဘယ်လိုကွန်ရက်တင်နဲ့ချိတ်ဆက်ဆောင်ရွက်နေတာမျိုးရှိပါသလဲရှင်ကျွန်တော်ဒီဒုက္ခတွေဖွဲ့စည်းနဲ့ပတ်သက်လာရင်တော့ကျွန်တော်ဒီ ASEAN နဲ့ပတ်သက်ကျွန်တော် ASEAN လည်းဒုက္ခတွေဖွဲ့စည်းဖြစ်တယ်ကျွန်တော်လည်းဒုက္ခတွေပဲဖြစ်တယ်ဆိုတော့ဒီ immigration ဖမ်းဆီးလဲကျွန်တော်ကိုယ်တိုင်လည်းကြောက်ရတာဟာတွေဖြစ်တယ်ဆိုတော့ဒါပေမဲ့တစ်ဖက်ကလည်းကျွန်တော်တို့ကွာတာပါလို့ဆိုရင်အမကျွန်တော်တို့ခေါင်းဆောင်ဖြစ်လာတဲ့ခါမှာလူများဖမ်းဆီးကြုံလာတဲ့ခါမှာကျွန်တော်တို့လည်းတနန်တလောက်ညှိပေးတယ်အရှိနေတွေလွဲရင်တော့အမကလစ်တင်တွေဖမ်းခံရတာဟာတွေဖြစ်လာတယ်ကျွန်တော်လိုရှိနေတွေခါပေးတယ်ပြီးတော့အမရေးတွေလည်း Asia တွေနဲ့တနန်ဆုံးအပြောပေးတယ်ကျွန်တော်မှလည်းအာ ယုံမထမ်းတဲ့အားလုံးရှိပါတော့ဆိုတော့ဖက်နိုင်ဆိုကျွန်တော်အဲ့ဘက်ကနေတော့ဒီညှိတင်တော့ကျွန်တော်ညှိတာဒါမျိုးတစ်ခုရှိတာကတော့အဖမ်းစစ်ပတ်သက်လာရင်တော့ဒီမှာအဖမ်းစစ်ကိုနှမျိုးနှစ်စားနဲ့ခွဲတယ်ရေဖက်နာနဲ့လောက်ကဖက်နာနဲ့ကွာတယ်ပေါ့နော်ဆိုတော့ရေဖက်နာဟာလည်းကျတော့ဒီနေ့ညှိလို့ရတယ်ဒါမှလောက်ကကျတော့သူကညှိလို့မရဘူးပေါ့နော်ချက်ချင်းမြန်မာပြန်ပို့ဆိုတာမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးမှကျတော့ကျွန်တော်လည်းမြန်မာပြန်ပို့နိုင်မယ့်နည်းလမ်းကိုကျွန်တော်မြင်လိုက်ရှာတယ်အခုလည်းအဲ့ဒီမျိုးဆိုရင်ကျွန်တော်ဒီ NGO နဲ့ဒီ pre deportations SOP ဆိုတာကျွန်တော်ခု draft စနေရပေါ့နော်ဒီ immigration ဖွဲ့စည်းကိုကျွန်တော်တို့လည်းဖမ်းတယ်ဆိုတာပြောလို့မရဖမ်းပါဒါပေမဲ့တစ်ခုရှိတာကမြန်မာပြည်ပြန်ပို့ခါကျတော့နေရပြန်ပို့ခါမြန်မာဒုက္ခတွေကြောင့်နေပါတဲ့ညာပေးဖို့ဆိုတဲ့ SOP တစ်ခုကျွန်တော်တို့ကထွေးထားတာဟာရှိပေါ့နော်ဆိုတော့အဲ့ဒါလည်းကျွန်တော်ခုလက်ရှိ NGO တွေနဲ့ကျွန်တော်ဖျားပေးနေတာဖြစ်တယ်ဆိုတော့အဓိကတော့ကျွန်တော်ဘက်ကနေတော့ကိုတက်နိုင်တဲ့အတိုင်းအတာတစ်ခုတော့ကျွန်တော်လုပ်ပေးတယ်ညီနိုင် remediation level လောက်ကတော့ကျွန်တော်လုပ်ပေးတယ်ပေါ့နော်ဒါပေမဲ့သူတို့လည်းအဲ့လိုပြောလို့လည်းတရားမတရားအာမခံပြလို့မယ်ဆိုတော့မဟုတ်ဘူးလေနော်ဆိုတော့ အဲ့တတိုင်းလေးဆုံးပြတော့ကျွန်တော်လည်းလုပ်ပေးပါရဟုတ်ကဲ့ဟုတ်ကဲ့ပါဒီဒုက္ခသည်တွေအနေနဲ့အာနိုင်ငံရေးမှာမပါဝင်ရဘူးဆိုရဲဒါမျက်ချက်မျိုးပေါ့နော် UNHCR အနေနဲ့ရောဒီဆရာတို့ ACR အနေနဲ့ရောတယ်ဝင်ထုတ်ပြန်ထားတာမျိုးရှိလာပေါ့လေတကယ်လို့များဒီလိုနိုင်ငံရေးမှာမပါဝင်မပတ်သက်ရဘူးဆိုရဲထုတ်ပြန်ချက်မျိုးရှိခဲ့တယ်ဆိုလို့ရှိရင်ဒါက ACR ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ဒုက္ခသည်တွေရဲ့နိုင်ငံရေးဆိုင်ရာဒီအခွင့်အရေးအတွက်ထုတ်ဖော်ပြောဆိုတဲ့အပေါ်မှာဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိနိုင်မလဲပေါ့နော် ပြီးတော့မှဒီဒုက္ခသည်တွေအနေနဲ့ရောသူတို့ရဲ့နိုင်ငံရေးခံယူချက်နဲ့အခွင့်အရေးတွေရည်တည်တဲ့အခါမှာဘယ်လိုစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါသလဲရှင်နိုင်ငံရေး ပါဝင်မှုကြောင့်ပြောလာတဲ့ခါကျရင်နိုင်ငံကြီးနဲ့လက်နက်ကိုင်စပော့တာနဲ့ကွာရနော်အဲ့ဒီခရော့တော့အာခွေးစစ်ချင်းနဲ့ဆိုနံပါတ်1နိုင်ငံကြီးမှာကျတော့ဒီနိုင်ငံကြီးရဲ့ပါဝင်မှုဆိုတာကလူတယောက်ရွေးချယ်မှုဖြစ်တယ်ဒါတော့ပါဝင်လို့ရတယ်ဒါပေမဲ့အဓိကကခွေး host country ပုံမှာမူတည်မယ်ဒီလက်နက်ကိုင်ကိုထောက်ပံ့တဲ့ဟာကျတော့ဆိုတော့ဒါကတော့နိုင်ငံကြီးလို့ပြောမလားသို့မဟုတ်ဒါတော့နိုင်ငံကြီးလို့လည်းပြောလို့မရဘူးနော်ဆိုတော့လူတယောက်ကဥမာ ECHR ရဲ့ဒီဥမာ European Union ဟိုဟာ Human Right ရဲ့သူရဲ့ဖော်ပြချက်မှာလည်းဒီကတော့လူတယောက်ရဲ့ရွေးချယ်ပိုင်ခွင့်ဖြစ်တယ် နိုင်ငံကြီးမှာတော့ဘသူမစဖကုနိုင်ငံရဲ့နိုင်ငံကြီးမှာကပါလို့ရတယ်ဒါပေမဲ့ကုနေတဲ့ကုကလက်ခံနေတဲ့သူ့နိုင်ငံရဲ့နိုင်ငံကြီးတော့မရှုံးမိစင်တဲ့ပေါ့နော်ဆိုတော့အဲ့ဒီခုတော့တတိထားရမယ်ဆိုတော့ဒါပေမဲ့တခုရှိတာလက်နက်ကင်ကိုထောက်ပံ့တဲ့ဟာကြတော့ဒါတော့ another issue ဖြစ်သွားပြီဒီ refugee တယောက်ဖြစ်လာတဲ့ခါမှာ United States ရဲ့ကုရိုင်းကလည်းခုနကပဲနေပါရှိလာတာပါလဲဆိုတော့ you know dollar loss interview လုပ်ရချင်းမှာမြန်မာပြည်လက်နက်ကင်တွေကိုထောက်ပံ့ဖို့လာဆိုတော့ဟာမျိုးမေးဖူးတယ်မေးရမေးခုနေဖြစ်လာရှိလာတယ်ပြီးတော့နောက်တစ်ခုကျမတို့မြန်မာပြည်ကလက်နက်ကင်တွေ နာမည်ပါတဲ့အင်ဂျီကိုဝတ်ပြီးတော့မြို့ထဲမှာရှောက်တော့ဟိုတော့ဒီတော့ငါတို့နိုင်ငံကမသိရင်လက်နက်ကင်တွေကိုပဲလက်ခံနေတယ်လို့ဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒါတွေမလုပ်ပါနဲ့ခင်ဗျားတို့ကို IS ကိုထောက်ပံ့တဲ့သူတွေကိုငါတို့ဖမ်းလို့မခင်ဗျားတို့ဖမ်းလို့ရတယ်ခင်ဗျားလက်နက်ကင်ကြီးအစိုးရမဟုတ်သေးဘူးဆိုတော့ခင်ဗျားတို့တီးထားပါဆိုတော့ဟာကိုတို့ကမလေးရှားရေးကွန်လည်းပြောထားတာဖြစ်တယ်မယူနိုက်တက်စီကွန်လည်းဒါတော့တိတ်အားမပေးဘူးပေါ့နော်ဒီလက်နက်ကင်ကိုခုညီတဲ့ဟာကျတော့အဲ့ဒီခုတော့ရှိတယ်ဒါပေမဲ့ဒီနိုင်ငံကြီးနဲ့ပတ်သက်လာတဲ့ခါမှာနိုင်ငံကြီး ပါဝင်မှုပဲနိုင်ငံရေးပိုင်းမှာနေပြောလာတဲ့ဟာတွေကြတော့ဒါတော့ကိစ္စမရှိပါဘူးဒီနိုင်ငံရေးဥပဒေမိုကရေစီကိစ္စတော့ဘာလို့ကိစ္စမှာတော့ဒါမှမဟုတ်ခုရှိအဲ့ဒါမှာကျွန်တော်နေပါခွာဖြစ်နေခွေးစီရှင်နေပေါ့နော်ဒီခုမှာဆိုတော့ခုက UNHCR သူကိုယ်တိုင်ကလည်းဒီဒုက္ခတွေကိုတော့ပို့တင်လို့တဲ့ခါမှာလည်းသူကအရက်တတိထားတယ်ဘာလို့လဲဆိုတော့တခုတချို့ case တွေကြတော့ဥမာအာကျွန်တော်ဟိုဘက်မှာလူတက်လို့ထပ်ပြလာတယ်ဘူရဖန်ခိုင်းဆိုတော့လူတက်လို့ထပ်ပြလာတဲ့သူကဒုက္ခတွေလားတို့မရာဇဝတ္တလားအဲ့ဒါတော့ခွေးချတတ်ဖို့လွယ်တယ်ဆိုတော့ရာဇဝတ္တကိုဒုက္ခတွေနဲ့တော့လက်ခံလို့မရဘူး ရဇဝတ္တရဇဝတ္တဖြစ်တယ်ဆိုတော့အဲ့ဒီဟာကိုကျွန်တော်ကနားလေထားဖို့ဆိုနားလေထားဖို့လိုတော့ဘာလို့ဆိုရင်ရောလဲသူတို့ဒီသူရနဲ့ဒီ unit ချစီရနဲ့သူတို့ကြမှာလဲတချို့အာ you know conflict တခုရှိခဲ့ပူတာပါလဲဆိုခင်ဗျားတို့ကသူတို့ background ခင်ဗျားတို့မတီးပဲနဲ့ register လုပ်လိုက်တယ်တချို့ကရဇဝတ္တတွေအများကြီးရှိတယ်ဆိုတော့ဟာမျိုးပေါ့နော်ဆိုတော့ရဇဝတ္တကိုဒုက္ခတင်ခင်ဗျားတို့လက်ခံရှောင်ရမှတ်ပုံတွေလုပ်ပေးတယ်ဆိုတော့ဟာမျိုးနိုင်ငံကအကာအကွယ်ပေးပေးတယ်ဆိုတော့ဟာမျိုးပေါ့နော်ဆိုတော့ တို့လည်းတခါလေကြာဆိုဆွေးရတာရှိပေါ့တော့နိုင်ငံကြီးနဲ့ပတ်သက်လာရင်တော့ပါဝင်လို့ရပါတယ်ဒါပေမဲ့တခုရှိလက်နက်ကန်ကိုထောက်ပံ့မဲ့ကိစ္စမှာတော့ Nero 3ထားဆေးခြင်းနဲ့ဒါတော့ကွာရပေါ့နော်ဆိုတော့အဲ့ဒီတခုတော့ခွေးအဲ့ဒါလည်းဆိုတော့ဒီလူထုကလည်းကျွန်တော်မျက်နှာပြောနေတာဟာဖြစ်တယ်ဆိုတော့ဒီကတော့ကျွန်တော်ရေးနေတွေ့တဲ့ခါမှာလည်းကျွန်တော်ရဲ့အဲ့ဒီကိစ္စလည်းကျွန်တော်ဒီ page မှာလည်းတင်ထားရပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒီချက်ကတော့လက်ရှိကျွန်တော်ဒီမလေးရှားရဲ့ဒုက္ခတွေနဲ့ပတ်သက်လာရင်တော့ အဲ့ဒါပါပဲဟုတ်ကဲ့ပါဒီ ACR အနေနဲ့ပေါ့နော်အဒီအမျိုးသားညွရေးအစိုးရ NUG ပြီးတော့ဒီအခြားတော်လိုင်းရေးအင်အားစုတွေနဲ့ရောဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်မှုတွေရှိနေပါသလဲပေါ့နော်ဒီအထူးသဖြင့်မြန်မာနိုင်ငံအတွင်းကဒီပြည်တွင်းမှာရှိနေကြတဲ့မြန်မာပြည်သူတွေအတွက်လူသားစာနာထောက်ထားမှု ရရှိရေးလုပ်ငန်းတွေနဲ့ဒီဟိုအခြားသောဒီနိုင်ငံတကာထောက်ခံမှုရရှိရေးလုပ်ငန်းတွေမှာရောဟိုဘယ်လိုမျိုးတွေပဲအခန်းကဏ္ဍကနေပြီးတော့မှဟိုဘာဝင်နေပါလဲရှင် ACR ကျတော့ အာဆက်ကြောပြောတယ်လည်းဒီခေါင်းဆောင်ပိုင်းနေမှာတချို့တွေစလဲခေါင်းဆောင်နေသူတို့သူ့နေမြေတည်တည်မှာတော့သူတို့ဒီလှူရှာမှုတွေတော့ရှိမှာပါဒါမဲ့ဒါတော့သူတို့အပိုင်းဖြစ်သွားပြီပေါ့နော်ဆိုတော့နိုင်ငံရေးဘက်မှာသူတို့ဘယ်လိုလှူရှာဒါမဲ့ ACS နာမည်နဲ့တော့ကျွန်တော်တို့ဒီ NUG တို့နဲ့ဘာလို့လဲကျွန်တော်ချိတ်ဆက်တာတော့ဘာလို့မရှိဘူးဒီတော့လိုင်းရင်မှာ ACS နာမည်နဲ့ပါဝင်တာလည်းကျွန်တော်မရှိဘူးဘာလို့လဲဆိုရင်ကျွန်တော်ပြောတယ်လို့ပဲဆရာမဆွမ်းကကျွန်တော်ကြောက်ဒီဒုက္ခတွေဖြစ်ဖြစ်တယ်ဆိုတော့ဒုက္ခတွေကိုပဲကျွန်တော်ဒီ humanitarian အလုပ်ကိုကျွန်တော်ကြီးရမှာဖြစ်တယ် ဥမာတခလေးချက်ကျွန်တော်တို့ကိုယ်တိုင်လည်းဥမာတခလေးချက်ဒီ AUG တွေဝင်ကြီးတဲ့တွေ့ချင်းလည်းရှိပါတယ်ဒါပေမဲ့ခုစတဲ့အဖွေစင်းတွေ့တာမဟုတ်အဖွေစင်းနဲ့ကျွန်တော်ချိတ်ဆက်တာမဟုတ်ဘူးအဖွေစင်းနာမည်ဆိုလောက်တာမဟုတ်ဘူးဒါပုတ်ကူရရပုတ်ကူရရနဲ့တီးတာတော့ဥမာ ပြောမိတာတော့စကားပြောတာတွေပါတော့ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီအဆင့်လောက်ပဲကျွန်တော်တို့တွားနေတာဖြစ်ပြန်တော့ခုမြန်မာတိုင်းမြန်မာပြည်အတွင်းက ရှိမင်းတို့ရဲ့အရေးကတော့အေးဆန်ကြတယ်လမ်းဖြစ်နေတဲ့အရာမဟုတ်ဘူးဘာလို့လဲဆိုရင်ကျွန်တော်ဒီမလေးရှားမှာကိုယ်တိုင်တော့မှကျွန်တော်ဒီမလုံလောက်ဘူးဆိုပြောရမှာဆိုကျွန်တော်ဒီအခုမိသားစုအတွင်းတော့မှကျွန်တော်ကဖူလုံအောင်ကျွန်တော်မထားနိုင်သေးဘူးပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီကိစ္စကိုကျွန်တော်အာယုံဆိုင်ပြီးတော့ကျွန်တော်လုပ်နေတဲ့အချိန်မှာဟိုအဝေးမှာရှိတဲ့ကိုအမျိုးတွေသွားကြည့်ဖို့ဆိုတော့ နေတော့ခက်သေးတယ်ပေါ့နော်ဆိုတော့ကိုမိသားစုတွေမှာရှိနေတဲ့မိသားစုတော့မှကိုမချိနိုင်တဲ့အချိန်မှာဆိုတော့လူလောက်တော့မချိနိုင်တဲ့အချိန်မှာဆိုတော့ပြန်တော့ခဏဒီဟုတ်တယ်နိုင်ငံကြီးမှာပတ်သက်နေတော့ပြောလို့ပဲဒီခေါင်းဆောင်တိုင်းကလည်းသူတို့ရဲ့မိခင်ဖွေးစီတီတီမှာရေကြီးရွာကြီးမှာနေတဆင့်ပါဝင်တာတော့ကျွန်တော်မသိဘူးဒါပေမဲ့အေးစင်တာမင်းတော့ကျွန်တော်နဲ့ပါဝင်တာမတော့မရှိဘူးပေါ့နော်ဆိုတော့အင်ယူဂျီနေပဲဖြစ်ပါဖြစ်တခြားပဲဒေါ်လာကြီးနေပဲဖြစ်ကျွန်တော်ဒီအေးစင်တာမင်းကျွန်တော်နဲ့က ချိန်ဆက်တာမရှိပါဘူးကဲ့ဟုတ်ကဲ့ပါလောလောဆယ်ဒီလက်ရှိအနေအထားကတော့ဒီမြန်မာနိုင်ငံအတွက် solution ဒါတော်လှန်ရေးကာလပေါ့နော်ဆိုတော့ဟိုတော်လှန်ရေးကာလကြာလာတာနဲ့အမျှဒီမြန်မာနိုင်ငံဒီမြန်မာတော်လှန်ရေးတင်မကအခြားသောတော်လှန်ရေးသမားတွေမှာတင်မကကိုအတိကအနေနဲ့ပေါ့လေကျမတို့ချင်းချင်းတော်လှန်ရေးချင်းလက်နဲ့ကင်နေကြမှာဟိုနိုင်ငံရေးအမြင်တွေအရသဘောထားကွဲလွဲမှုလေးတွေဟိုကြုံတွေ့နေကြရတယ်ပေါ့နော်ဆိုတော့ဒီအပေါ်မှာဆရာအနေနဲ့ဒီထက်ပိုပြီးကောင်းတဲ့အနာဂတ်ဟိုကျမတို့ဒီတော်လှန်ရေးအောင်မြင်ဖို့ရန်အတွက်ဟို ကောင်းတယ်ဘလို့ပူပေါင်းဆောင်ရွက်မှုတွေလူပြုလုပ်တဲ့လို့ဆရာအနေနဲ့အကြံပေးချင်ပါလေရှင်လူမျိုးကုံတိတ်ခါကိုထိန်းတဲ့အနေနဲ့တော့ကျွန်တော်တဖွေးတော့သွားစေချင်တယ်ဒါတော့ဘာလို့လဲဆိုရင်ပြည်တွင်းကဖွဲ့ဒီဖက်ဆိုကုမာနာနဲ့ကုပြိုင်နေတာဟာရင်ကျွန်တော်ပြည်ပမှာရောက်နေကျွန်တော်တို့လည်းမျက်နှာပြည့်ရတယ်အရှက်ရရတယ်ဘာလို့လဲဆိုဘာပြောကျွန်တော်ဟူသွားဒီသွားသွားတဲ့ခါကျရင်နိုင်ငံကြီးကျောင်းတော့ပြောနေရတာကြီးပဲလေတော့ဆိုတော့ချင်းအကြီးပြစ်လာပြီဆိုရင်အာမင်းတို့တွေကလည်းလွတ်ခွေတယ်ချင်းချင်းပဲပိုင်ရပိုင်တော့ဆိုတော့ခါကျရင် အဲ့ကိစ္စကြားရလဲရှက်တယ်ပေါ့နော်ဆိုတော့ပြောနောက်တစ်ခုကကျွန်တော်တို့မှာကပြင်းထန်တောင်ရှိလို့ကျွန်တော်တို့ကနေလာခဲ့ကြတာပေါ့နော်ဆိုတော့ကျွန်တော်ငယ်တုန်းကဆိုရင်ရန်ကုန်မှာနေတာတော့လည်းချင်းဆိုရင်တဖွေးလေးပေါ့ကထင်တာမလေးရှားရောက်မှာပေါ့ဘာချင်းညာချင်းဆိုတော့နားလေလာတာပေါ့နော်ဆိုတော့ရန်ကုန်မှာကြောင်းတဲ့ချိန်မှာလည်းဥမာအလုံးရမြန်မာချင်းကချင်းပါပဲပေါ့နော်ဆိုတော့အဲ့လိုမျိုး spirit လေးကိုကျွန်တော်တို့ပြောင်းမြင်ချင်တယ်ပြန်လူချင်းတယ်အဲ့ဒါလည်းတမျိုးသားလုံးကလူချင်းတဲ့ဟာလည်းကျွန်တော်ဖြစ်မလို့ကျွန်တော်မျှော်လင့်တယ်ဘာဖြစ်လို့ဆို အဲ့တော့ခုချိန်မှာဖြစ်နိုင်မယ်ဆိုတမျိုးသားလုံးရဲ့ဂုံတိတ်ခါအားလုံးကကုဘီတူလူထုတက်ကိုလောက်ပါတယ်ဂီတူလူထုတက်ကိုအဆိုးရပါဆိုပြီးအားလုံးကပြောနေတောနေမယ်ဆိုရင်လည်းတိအောင်လုပ်ပေးကြပါကျွန်တော်တို့တက်လက်စကားပြောရတာပူပြီးလွေတယ်ပြီးတော့ပေါင်းစီရင်ကျွန်တော်တို့ရဲ့အင်အားလည်းပူတောင့်လို့ကျွန်တော်တို့မြင်တယ်ကုညီလည်းပူပြီးတော့ဆူဆူဆီဖြစ်လာမလို့ကျွန်တော်မြင်တယ်ပြီးတော့ခီးလည်းပူမြန်မလို့ကျွန်တော်တို့မြင်တယ်ဆိုတော့ခွဲအောင်မှာကွေးနေတယ်ဥပမာတစ်ဖက်တစ်လမ်းတစ်ဖက်တစ်လမ်းနဲ့သွားနေတဲ့ခါကျတော့ အခုကကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုရင်ဒီမြအင်းအင်းခွေးနေတယ်လို့မျိုးပုံစံဖြစ်နေတယ်ဘယ်လိုခေါ်လဲမာနမလျှော်တရားလဲမာနမလျှော်နေဆိုဘယ်သူခံရတာသတိမြာခံရတာဖြစ်တယ်ခုကျွန်တော်တို့ကြီးကျတော့ဒီမတည့်လင်မြညောင်းရဲ့သတိမြာဖြစ်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဖိနေမြာခွေးနေပါတယ်ဆိုတော့ဖိနေမြာမြေဖိနေမြာပါတယ်ဆိုတော့သူတို့ကခွေးနေပါတယ်ကျွန်တော်အခုအဖူဖာမှာအဖူဖာနဲ့နေနေပါလို့ပြောရမလို့ပုံစံဖြစ်နေတယ်ပေါ့နော်ဆိုတော့ဘာပြောကျွန်တော်တို့ကနိုင်ငံရေးခေါဆောင်နေပါကျွန်တော်တို့ပြည်သူလူထုအများကြီးအတွေ့ခေါ်လေးပုံမြင်ပါတယ်ဘယ်လိုပုံစံတွားရင်လူထုရဲ့ကုန်တက်ခါ အာအမျိုးရဲ့ဂုဏ်တိခါကျွန်တော်ထိနေနိုင်မလဲဆိုတော့ဟာအမျိုးဆိုတဲ့ခါမှာကိုယ့်ရဲ့မြို့နယ်တမျိုးတည်းအမျိုးကိုပြောချင်တာပြောတာမဟုတ်ဘဲချင်းတမင်းသားလုံးရဲ့ဂုဏ်တိခါချင်းတမင်းသားပြည်သူသူထူရဲ့အရေးကိုအားလုံးအာရုံစိုက်စေချင်တယ်ပြီးတော့အဲ့ဒါကိုဆင်းလက်ပို့ပြီးတော့ခီးမြန်မယ်ပြီးတော့အထောက်ပံ့နေလက်ပို့ပြီးတော့များမလို့ကျွန်တော်တော့မြင်နေပေါ့နော်ဆိုတော့ဘာပြောကျွန်တော်တော့အားလုံးကိုလည်းပြောချင်တာကပါလဲဆိုရင်အစိုးရလို့ကိုယ့်ကိုအားလုံးခံယူရစင်ဖြစ်နိုင်မှာဆိုအားလုံးတက်အောင်မနေကြပါ ကျွန်တော်တို့အားလုံးရဲ့ကုန်တိခါထင်ပေးကြပါဆိုတဲ့ဟာကျွန်တော်တို့တောင်းဆိုချင်တယ်ဘာကျွန်တော်ဆက်လာပြောလို့ကျွန်တော်တို့မှာငငယ်ရင်းနဲ့ပတ်သက်လာရင် bias မရှိဘူးပဲဖို့ပဲဖို့ဆိုကျွန်တော်တို့မရှိအားလုံးကျွန်တော်တို့အမြင်မှာတော့ကျွန်တော်ရဲ့အမြင်မှာတော့အားလုံးကကျွန်တော်တို့တဖွဲ့သေးဖြစ်တယ်တနေ့တစ်ချိန်ကျရင်လည်းပေါင်းစီမလို့ကျွန်တော်တို့မြင်မိတာဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲလင်းနဲ့မရတနေ့တစ်ချိန်ကျရင်တော့ ပြန်ပေါလာကြတာတမီးအယူအယုံဆိုင်ပြပြန်ပေါင်းကြမလို့ကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့နောက်ဆုံးအနေနဲ့လက်ရှိမလေးရှားမှာဒုက္ခသည်အနေနဲ့ရောက်ရှိနေကြတဲ့ဒီချင်းဒုက္ခသည်တွေအနေနဲ့ရောလက်ရှိမြန်မာတော်လှန်ရေးမှာဟိုဘယ်လိုမျိုးထိရောက်စွာနဲ့တရောင့်တနေရာကနေပြီးတော့မှပါဝင်နိုင်မလဲဆိုတာကိုလည်းအကြံအကြံပြုပေးပါအောင်ဆရာကျွန်တော်တို့ဒီဒုက္ခသည်အကြီးနဲ့ပတ်သက်လိုက်တော့အားလုံးကျွန်တော် ပြောချင်တာကဘာလဲဆိုရင်ဒီပြည်တွင်းမှာဖြစ်တတ်တဲ့နိုင်ငံမှာဖြစ်ဘလောက်ပဲကိုယ်ကိုယ်ပေါ့နော်ကျွန်တော်ဒီဒုက္ခသည်ဖြစ်လာတဲ့ခါမှာဒုက္ခသည်ဆိုတဲ့ခါမှာ ကျွန်တော်အားလုံးက the same boat ပေါ်တော့ဒီ layer 2 junior layer တခုကိုကျွန်တော်တူတူ senior တူတွေဖြစ်တယ်အာဥမာခမရညပေဖွေပြအပေးအပေးနောက်ဆုံးရေလာဘကဖိုင်တော့ဖမ်းမှာပဲဖမ်းခံရမှတူတွေပဲအားလုံးကဆိုတော့နော်ဘသူမှလည်းပူပြီးဒီဖွဲကပူပြီးလွတ်မယ်ဒီဖွဲပဲလွတ်မယ်ဆိုတော့မရှိဘူးဆိုတော့အလုံးဒုက္ခတွေဖြစ်တာခါမှာကျွန်တော်တို့မလေးရှားမှာစီးလုံးမယ်အိန္ဒိယမှာစီးလုံးမယ်အဲ့ကျွန်တော်ရဲ့စီးလုံးတဲ့ spirit ကိုကိုကိုွေးနေတဲ့ကျွန်တော်ရဲ့အဖေနဲ့အမေတွေကိုပြန်ပေါင်းစည်းစေမယ်အဲ့လိုမျိုးပုံစံပေါ်တော့ကျွန်တော်ဒီဘာသာသမီးတွေတော့ပေါင်းနေပါတယ် အချစ်ပေးအဖေနဲ့မျိုးလည်းပေါင်းကြပါဆိုတော့ဟာမျိုးကိုကျွန်တော်တို့ဘက်ကနေအများကြီးဒီကနေအများကြီး evoke လုပ်ဖို့လို့တခွအစိုးရဒီ Google host လုပ်နေတဲ့ country ကိုကျွန်တော်ရဲ့ဒီ status တခုကိုလက်ခံပေးဖို့ကျွန်တော် evoke လုပ်တယ်လို့မျိုးပုံစံပေါ့နော်ခုပြည်တွင်းထဲမှာလည်းပေါင်းနိုင်ဖို့တာတဲ့နိုင်ငံမှာလည်း yes ရဲ့ channel ညာတွေမှာပေါ်တော့ရောက်ပြီးသားလူတွေမှာလည်းအားလုံးပြန်ပေါင်းနိုင်ဖို့တခုကိုကျွန်တော်တို့အနေနဲ့ဒီဒုက္ခတွေကအများကြီး down ဆုံးမှုတွေလုပ်ဖို့လို့အများကြီး evoke လုပ်ဖို့လည်းလိုအပ်တယ်လို့ကျွန်တော်တို့မြင်တယ်ပေါ်တော့ sorry ဒါတွေအားလုံးကကျွန်တော်တို့မှာလည်းတာဝန်ရှိပါဘူးလို့ဆိုရင်ကျွန်တော်တို့ဒီကုသသမီးတွေကနောက်ထပ်ဒုက္ခတွေဖြစ်စေချင်သေးလား ပေါ့နော်အဲ့ဒါမေးကျွန်တော်အမေးရမှာဖြစ်တယ်ဒုက္ခဆိုဘလောက်ထိခက်ခဲလဲဘလောက်ထိကျွန်တော်ချိုးပေါက်ခံရအခုပြောရတော့ခုကျွန်တော်ဘာအိမ်မရှိရမဟုတ်ဘူးအိမ်ရှိတယ်ခုကမိသားစုမရှိရမဟုတ်ခုကမိသားစုရှိတယ်ဒါပေမဲ့ကျွန်တော်မနေနိုင်တဲ့ဘဝမှာဖြစ်တယ်ဆိုအဲ့ကြားထဲမှာရန်သူကလည်းဖြစ်စီလို့ဖြူခွေးသွားမိသားစုဖြစ်နေတဲ့အချိန်မှာကိုမိပါတယ်ဆက်လက်ပြောပြတာဖြစ်နေတယ်တာသမီတွေအကြီးတာကြီးသမီးကြီးတွေကလည်းမိပါတယ်လို့ပြန်ပေါင်းဆက်ပေးရမှာကျွန်တော်တာဝန်ဖြစ်တယ်ဆိုတော့မိသားစုအကြီးကတော့အားလုံးနဲ့ကျွန်တော်ဆိုင်တာဖြစ်တဲ့အတွက်ကျွန်တော်ညကတက်နိုင်တော့ကူညီပေးကြပါဒါပေမဲ့ခုရှိရတာကဒီကိုယ်ပြရင်းစန့်ကျင်ရင်း အမုံပွားရကိုတော့ကျွန်တော်နဲ့သတိထားစေချင်တယ်ကျွန်တော်ဒုက္ခတွေဖြစ်လာတဲ့ခါမှာဒီဒုက္ခတွေကြားထဲမှာလည်းမှန်းနေပြောမှာဆိုကျွန်တော်ကျွန်တော်ပြောချင်တာပါလဲဆိုရင်နိုင်ငံကြီးရဲ့ influence နိုင်ငံရဲ့ခံယူချက်တွေကိုခဏထားပြောကျွန်တော်ဒုက္ခတွေဖြစ်ပါတယ်ကျွန်တော်တို့ကိုအားလုံးကြည့်ကြကျွန်တော်တို့အားလုံးထူထူပါပဲဆိုတော့ဟာလေးကိုကျွန်တော်လက်ကင်ပြတော့ဆိုကျွန်တော်ဒီရောက်တဲ့ညမှာလည်းကျွန်တော်စစ်စီလုံးနေဖို့ကျွန်တော်အမြဲတမ်းဟောချင်တယ်ပြတော့ကိုဒီနိုင်ငံကြီးမှာလည်းကိုမိသားစုအကြီးကိုလည်းကျွန်တော်အာယုံဆိုင်ရအောင်ကျွန်တော်အများကြီးတောင်းဆိုမိလို့ရအောင်မြင်းချင်းတို့ ပြင်တာတစ်ခုဖြည့်ရှင်းမှာဆိုကုမီတာဆိုအတွင်းမှာရေးဆုံးဖြည့်ရှင်းဖို့လိုတယ်သူများပြင်တာကကိစ္စကိုတော့ဖြည့်ရှင်းမဖြည့်ရှင်းခင်မှာပေါ့နော်ဆိုကုမီတာဆိုအရေးကိုကျွန်တော်ရေးဆုံးဖြည့်ရှင်းရအောင်ဆိုတဲ့ဟာကိုကျွန်တော်ရနေအပြောချင်တယ်အဲ့ဒါကျွန်တော်တစ်ဖက်တစ်လမ်းကျွန်တော်ပါဝင်နိုင်တဲ့အထီရောက်ဆုံးနဲ့အသင့်တော်ဆုံးဖြစ်တဲ့ဆုံးလို့ကျွန်တော်တော့ကျွန်တော်တော့မြင်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးကျမတို့ရဲ့ The Skeleton Post မှာအချိန်ပေးပြီးတော့မှဖြည့်ချပေးတဲ့အတွက်ဆရာကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်